ကျွန်တော်ကလောင်နာမည်ကဒတ်တာကျော်သွားပေါ့အဲဒါလူစီများတဲ့ကလောင်နာမည်ကဒတ်တာကျော်သွားပေါ့ကျွန်တော်အဓိကကလောင်နှစ်ခုရှိပါတယ်တစ်ခုကတော့အဲဒတ်တာကျော်သွားအဲသုတ်တန်ဆောင်မဖဲဝါရေးတာပေါ့နောက်တစ်ခုကကျွန်တော်ကျွန်တော်သွန်နေဆိုးဆိုပြီးတော့ရေးပါတယ်သွန်နေဆိုးဆိုရင်နာမည်ကတော့ဘေယိုသူကတုဒ္ဒစာပေတွေရောနောက်ပြီးတော့အဲအချို့ချို့တွေရောမျိုးစုံနိုင်ငံရေးတွေရောပါဟောပေါ့လေနိုင်ငံရေးစောင့်ပါတွေရောအစေးတွေရောအဲ့လိုဟာမျိုးရေးခဲ့တယ်ဒါတော့သွန်နေဆိုးကတော့ ပုံမှန်အရင်တော့ရေးခဲ့တာပေါ့နောက်ပိုင်းဝတ္ထုကြီးတသက်ကတော့အဲဒသကျော်တော်နဲ့ကတရေဝတ္ထုတွေရေးပါတယ်ဟုတ်ကျွန်တော်ဝါသနာပါတာအဲကျွန်တော်ကအဲ့ဒီတရေတစီအဲ့လိုထူးဆန်းတဲ့ fantastic ဖြစ်တဲ့အကြောင်းအရာကိုစိတ်ဝင်စားတယ်ဆိုတော့ဟိုပေါ့လူတော်များဘာမှလည်းတရေဝတ္ထုပါညာဆိုလို့ချင်းမကောင်းပြောကြရပေါ့အစင်လာရဒါပေမဲ့အခုနောက်ပိုင်းကဟိုကဘာမှာဒီ ဒီစာပေပေါ့ဒီလိုထူးဆန်းအောင်ပဲစာပေပေါ့ဒီ mystic ဖြစ်တဲ့စာပေ fantastic ဖြစ်တဲ့စာပေတွေကအရန်လွှမ်းမှုတယ်လူငယ်တွေကိုအခုဆိုတာဟို Harry Potter ပေါ့အဲ့လိုချင်း Lord of the Rings ရှိတယ်အဲအခုဆိုလို့ချင်းဟို American Court ပေါ့အဲဒါဆိုအခုဆိုကျွန်တော်စီးရီးတောင်ထွက်နေတယ်ဆိုတော့အဲ့လိုမျိုးစာပေမျိုးတွေလွှမ်းလွှမ်းမှုပါတော့အခု Lord of the Rings လို့ဆိုတော့ကျွန်တော်အဲ့အမေရိကအားကြာဆိုတော့ကျွန်တော်အစရေးတော့အဲ့ဒီကောင်နေတော်မှဒီဟိုသိပ်ပြီးတော့ အဲ့ဘော်တာတော့ရောက်ပြီ Lord of the Ring ကိုပါဆိုလို့ဘာသာပြန်နေပါတော့မထွက်သေးဘူးဆိုတော့အဲ့ဒီအနေထားလေးကကျွန်တော်တို့ရေးခဲ့တာပေါ့အခုကျွန်တော်လည်းအဲ့လိုပဲဟိုတရေတစီဆိုတာထက်အဓိကလူငယ်လေးရဲ့စိတ်ကူးရင်မှုကိုချက်ထုတ်နိုင်တဲ့အရာပေါ့ဆိုစိတ်ကူးဆိုတာပိတ်လောင်တာတဲ့ဆိုင်ချက်ထုတ်မှောက်လူတွေရဲ့စိတ်အတွေးတွေကိုကျေပြန့်တာအောင်အကျက်ခံစားမှုကဖြစ်လဲစိတ်ကျေပြန့်တာပေါ့အဲ့ဒါနဲ့ကျွန်တော်ရေးပြသွားတာပါ ော်လွန်မှုဇာရေးဆရာဖြစ်ဖို့အတွက်ကျွန်တော်လွန်မှုတဲ့ဇာရေးဆရာတွေကတော့အများကြီးပဲကျွန်တော်စာဖတ်တာဝါသနာပါရတဲ့ကြောင့်မို့လို့ပေါ့ဆိုတော့ရှိပါဆရာကြီးရွှေဦးတော်ဆရာမင်းသိခနောက်ဆရာတော်ရာစီသိပ္ပံမောင်ဝဒါတော့လက်တလုံးဟိုပြောမယ်ဆိုအကြိုက်ဆုံးဆရာတွေပေါ့အဲဆရာသိမ့်ထေမြင့်ဒါပေမဲ့အဓိကတော့ကျွန်တော်ကဟိုကြိုက်တာတော့အဲဒီဆရာကြီးရွှေဦးကောင်တို့တော်ရာစေတို့သိပ္ပံမောင်မောင်တို့ကုသတို့အဲဒီပိုချက်ခဲ့ ခုနောက်ပိုင်းကျတော့ကျွန်တော်ဗမာဝတ္ထုကတော့ဟိုရှေးဝတ္ထုတွေပဲဟိုအရင်တော့ဝတ္ထုတွေပဲဖတ်တာများတယ်ဒီဘက်ကကတော့ဘာသာပြန်နေအဲနောက်ကိုလည်းဟိုပေါ့ဟိုမူရင်းအင်္ဂလိပ်စာတက်နေတယ်ပြစူးစမ်းကြည့်ပြီးတော့ပေါ့လေအဲ့လိုမျိုးပဲဖတ်တာများတယ်ပေါ့ဟိုပေါ်နေကတော့နောက်ပိုင်းထွက်တဲ့ဗမာဝတ္ထုတွေကသိမဖတ်ဖြစ်တော့သလောက်ပဲဆိုတော့အဓိကကတော့အဲဒီဘာသာပြန်ဝတ္ထုတွေဖတ်တယ်အဲနောက်မြန်မာဆိုဖြစ်ကတော့ကျွန်တော်အင်္ဂလိပ်မူရင်းဖတ်နိုင်တယ်အင်္ဂလိပ်မူရင်းဖတ်လိုက်တယ်ပေါ့ ဲ့လိုမျိုးဆက်ပါတယ်ဟုတ်ကဲ့ကျွန်တော်စာရေးရုံနဲ့မကအောင်ကျွန်တော်ဒရိုက်တာလုပ်ပါတယ်ရုပ်ရှင်က ကျွန်တော်အခုအဓိကတော့ကျွန်တော်မင်းသားအနေနဲ့မင်းသားအစ်အဲ့ဒီကတော့မင်းသားအစ်ပေါ့အခုတော့လည်းသူနဲ့မရနေတာပဲပိုင်းတော့ပေါ့သူ့ကိုတင်တယ်အဲ့သူနဲ့ကျွန်တော်အားလုံးပေါင်း၄-၅ကားလောက်ရှိတယ်သူနဲ့ရိုက်ထားတယ်အဲ့အဲ့တော့ပေါ့ဟိုကိုယ်ရုပ်ရှင်ကရိုက်တဲ့ဗီဒီယိုတွေလည်းရိုက်ထားပါတယ် တော့ကျွန်တော်မကြခင်ထွက်လာပါလိမ့်မယ်အဲ့တော့အဓိကဆန်ညွန်းနေလေးရေးတယ်နောက်တော့ကျွန်တော်အဲ့အနုပညာနဲ့ပတ်သက်တဲ့သင်တန်းတွေလည်းပေးပါတယ်အဲ့ကျွန်တော်အဓိကဒါကျွန်တော်အသံမွေးဝမ်းကြောင်းတော့အဲ့ဒီသုံးခုပဲပေါ့အဲ့အနုပညာသင်တန်းတွေပေးတယ် writer writer လုပ်တယ်နောက်စာရေးတယ်ဒီသုံးခုပါပဲအဲ့ login ပညာလေးပတ်သက်ပထမ်းဆက်ပါလို့ပြောဆိုတော့လို့ပေါ့ဟိုဆေးကတော့ပြောကြတာပဲအဲ့လိုမျိုးပေါ့ကျွန်တော် ဟိုကအဲ့လိုအတက်ပညာတွေရောက်လာတာများတယ်ကျွန်တော်ကအဲ့လိုမျိုး line နဲ့တော်တော်နှီးစက်တယ်ကလေးပေါ်တွေကတခါတချို့ကိစ္စတွေကအဲ့လိုမလိုချင်မလို့ရောက်လာတဲ့ကိစ္စတွေအဲ့လိုမိငုံတင်ပေးမယ်ကွာဆိုပြီးတော့အဲ့လိုစူးစမ်းတူတူစမ်းစမ်းလူတွေကရောက်လာတယ်စူးစမ်းပညာတွေတင်ပေးတယ်အဲ့လိုမျိုးတစ်ခါတည်းကြောင်းပါအဲ့ဒါရေးဖြစ်သွားတာပေါ့ကျွန်တော်ငယ်ငယ်တော့ပေါ့အဲ့လိုဟိုပါပေါ့အများကြီးထူးထူးဆန်းဆန်းကိစ္စတွေတော့အဲဘာမဲ့ဆရာတော်ကြီးနဲ့ပတ်သက်ရင်တော်တော်ထူးထူးဆန်းဆန်းရှိတယ်အဲသူ့ပုံတော်ကိုတွေ့ဘူးတာအဲဒီတော့ ဟိုဟာတချို့မှာဘုန်းကြီးအကြောင်းတချို့မှာစက်သိန်းနေထဒါပေမဲ့ဟိုစာပေအကြောင်းဆိုတော့အဲ့ဒါကြီးအများကြီးမပြောချင်ပါဘူးဟိုဆိုတော့သူသူစံကိစ္စတွေအများကြီးကြုံမှုပါတယ်စာပေမှာဘယ်ဖြစ်ဖြစ်ပေါ့ကျွန်တော်အမှုပညာတခုမှာကျွန်တော်ခံယူရတာတခုတော့ရှိတယ်။ဟိုပွင့်နေမှာကျွန်တော်လူသားတွေပေါ့ကျွန်တော်ဟိုလူသားတွေအောင်နေနဲ့ကျွန်တော်ကိုကျွန်တော်သူတော်ကောင်းကြီးလို့မပြောပါဘူး။သူတော်ကောင်းလည်းမဟုတ်ဘူး။ ဒါပေမဲ့ဟိုအမှုပညာနဲ့ပတ်သက်ရင်တော့ကျွန်တော်ဖန်တီးတဲ့အမှုပညာမှာကျွန်တော်အဲ့လိုကျွန်တော်မချိုက်တဲ့အရာကာမဂုဏ်နဲ့လူတွေကိုနှိုးဆွဖို့မကြိုးစားဘူး။အဲ့ဒါတွေဒီညစ်ပတ်တယ်လို့ထင်တယ်။အညီဟုတ်လို့ထင်တယ်။ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော်မဖန်တီးဘူး။ကျန်တဲ့အရာကိုကျွန်တော်ရသစာပြီးအနေနဲ့ကျွန်တော်လက်ခံတယ်။ခုနတရေတစေစာပြီးဆိုတာကိုလည်းကျွန်တော်ရသတစ်ခုအနေနဲ့ဟိုကျွန်တော်ရသကိုယ်ကမှမပါတော့ဘူး။ဘယံကရသအနေနဲ့ပါတော့ ယသတစ်ခုအနေနဲ့ကျွန်တော်လက်ခံတယ်ဆိုတော့ယသစာပေခုနပြောတဲ့ညီမမေးတဲ့မေးခွန်းကိုပြောရမယ်ဆိုရင်ယသစာပေကလူတွေရဲ့နှလုံးသားကိုပြောင်းနေလိုက်တာဆိုတော့စိတ်ကိုပြောင်းနှလုံးသားတချို့အရာတွေကကျွန်တော်တော်တော်များများလူတွေအခုဒီဘက်ခင်မှာကျွန်တော်မှားနေရရှိတယ်ကျွန်တော်နိုင်ငံမှာယသစာပေရဲ့ value ကိုစိတ်မထားဘူးလူတွေကဝတ္ထုမဖတ်ရဘူးလို့ဝတ္ထုဖတ်တာမကောင်းဘူးအမှန်အလို့မဟုတ်ဘူးပြသူနှလုံးသားကဝတ္ထုမှပြုပြနေတာကဲတကယ်လည်းယသစာပေကမှနှလုံးသားကိုပြုပြနေတာ ်အုံနောက်ကိုပြပြထားတယ်နှလုံးသားကိုပြပြထားတယ်မတူဘူးဒီဒီအုံနှလုံးသားကြီးတစ်ခုလုံးကိုအတီတရားကြီးရအောင်ဆွတ်ရသွားအောင်ပါရသစာပေးမှလုပ်နိုင်တာဆိုတော့ဘောမှာရသစာပေးဖွင့်ပြတဲ့နိုင်ငံနဲ့လူမျိုးကသူကစိတ်တွေလူစင်မိတော့ဗျာနှလုံးသားတွေလူစင်မိတော့ဗျာအဲနှလုံးသားတွေလူစင်မိတော့မအုံနောက်ကလည်းလူစင်လိုက်မိလာတာနှလုံးသားကြီးကချုပ်ထားရင်အုံနောက်ကပွက်မလာအောင်ဆိုတော့အဲ့မှာအုံနောက်ကြီးကပွက်မသွားလို့ဆိုတော့တိုက်မိရလည်းမခွင့်ပြဘူးပေါ့အဲ့ဒါပါ စာအုပ်ကဈေးကွက်ကဟိုဟာရမဟုတ်ပါဘူးဘယ်လိုင်းရဲ့ဘယ်ဝါရမဟုတ်ဘူးကအဲဒီပြည်သက်ကအရင်တုန်းကလိုဆိုတော့ဝတ္ထုဟိုပါဘူးအငားဆိုင်ကြီးမရှိတော့ပဲခင်ဗျာဟိုစာအုပ်ကတော့ brand နာမည်နဲ့တိမ်မသွားတော့ဘူးနာမည်နဲ့သွားတော့သွားတယ်ပေါ့လေဒါပေမဲ့ဟိုစာအုပ်ကကောင်းရင်အောင်မြင်တယ်မကောင်းမှအောင်မြင်ဘူးအဲဒီဟိုလူတယောက်ကိုဘာကြီးရဖတ်တယ်ဆိုတာမျိုးတော့တိမ်မရှိတော့ဘူးပေါ့ဘုန်းတော်ပိုင်းတော့အဲ့လိုသူကလူတွေကဟိုစာအုပ်တွေကဟိုအရင်ခေတ်ကလိုမျိုးတော့တိမ်နဲ့ရှိပြီးတော့မရောအောင်ပေါ့ ဒါပေမဲ့ရောင်းရတဲ့စောက်တွေတော့လည်းရှိတယ်။ဘာသာရေးစောက်တွေရောင်းရလို့ပြောတယ်။ဘာပြောတယ်ကျွန်တော်အဲ့ဒါတိတ်တော့မသိဘူး။ကျွန်တော်လည်းစောက်ဥလောကနဲ့မှန်နေပြန်တော့လည်းအရင်ကြီးတော့လည်းမနှီးသက်တော့ဘူး။ကျွန်တော်အခုရုပ်ရှင်အလုပ်တွေလုပ်တယ်။စောက်ကထုတ်တယ်ဆိုရင်လည်းကျွန်တော် professional ကြီးဟိုတောက်လျှောက်ကြီးထုတ်တာမျိုးမဟုတ်ဘူး။အခုမှပြန်ပြီးတော့ရေးမလို့ရေးလဲကျွန်တော်အလုံးစုံထုတ်နိုင်ရင်ကျွန်တော်3လတောင်မှ6လလောက်မှတအုပ်လောက်ပဲထွက်နိုင်တော့မှာ။အရင်ကတော့ဆက်တက်ကြီးမထွက်နိုင်တော့ဘူး။ လက်လုံးဆိုလို့ရှိရင်ကျွန်တော်တက်ဆက်ကြော်သွားပေါ့တက်ဆက်ကြော်သွားဟုတ်ကျွန်တော်ဟောပေါ့အဲ Facebook မှာကျွန်တော် page Facebook page ပေါ့တက်ဆက်ကြော်သွား Facebook page ကိုပြန်သက်သွင်းတယ်ပြီးတော့ကျွန်တော်အဲ့မှာပုံမှန်ပေါ့အပတ်ဟိုနေ့တိုင်းကျွန်တော်ဝတ္ထုရေးတယ်ဆိုအခုအစိမ့်တွေရှေ့ရောက်ဆိုပြီးအဲ့ဒီကောင်ရေးနေတယ်ရေးနေတာဆိုတန်းလန်းပေါ့အဲ့မပြီးသေးဘူးပြီးတော့ကျွန်တော်အဲ့ဝတ္ထုကတော့မပြီးသေးဘူးပေါ့ခုနကပြောအစိမ့်တွေရှိရတယ်ကျွန်တော်တရေဝတ္ထုပေါ့အဲ့တော့ကျွန်တော်အဲ့လို Harry Potter တို့လိုမျိုးပေါ့ကျွန်တော် fantastic ဖြစ်တဲ့ ဇက်ကောင်တကောင်မွေးပြီးတော့တိဟကြော်သွားဆိုပြီးကျွန်တော်ဇက်ကောင်နာမည်ကအဲကောင်လေးမွေးပြီးတော့ကျွန်တော်အုတ်ခွန်းအုတ်တွဲပေါ့ကျွန်တော်ထူးဆန်းထူးဆန်းအောင်ပွဲပေါ့အဲအဲ့ဒီဟိုမစ္စတရီဖြစ်တဲ့အကြောင်းအရာပေါ့အဲ့ဒီဟာလေးကျွန်တော်ရေးဖို့လုပ်နေပါတယ်ဟိုသူကဇက်အိမ်ကြီးအကြီးခုနကကျွန်တော်ပြောတဲ့ဇက်ကောင်မွေးပြီးရိုက်မယ်ဆိုတာကြီးကဇက်ကောင်မွေးပြီးတော့သူကဝတ်ထုရေးမယ်ဆိုတာသူကဇက်အိမ်အကြီးဟယ်ရီပေါ်တာတို့လိုမျိုးပဲသူကခုနှစ်တွဲရေးရမှာခုနှစ်တွဲဆိုတော့ကျွန်တော်ဇက်ရဲ့ frame နေချတာနဲ့ background တွေရေးတာနဲ့ဟိုပဲတော်တော်ဟိုပါပေါ့အမှန်ကတော့ဝတ္ထုကတကယ်ဝတ္ထုရေးနေမှာအဲ့သူကဟိုပါပေါ့ဟိုဒီသူ့ atmosphere ရောအရင်ဒီစောက်ရတာပိုကြလာအပ်ပြီးလို့ခြာရေးလိုက်တာမမြင်လဲခြာရေးလိုက်တာအဲ့လောက်မကြအောင်ဟိုကျွန်တော်ဒီစောက်နေတဲ့ကာလပေါ့ကောင်းပါလေစာပေလောကနဲ့ပတ်သက်ရင်အခုကဟိုစောက်သေးခွက်ကလည်း အခုဟာဝေရမယ်ဝေသိန်းတဲ့စာအုပ်ဈေးကွက်ဖြစ်သွားပြီငါဖတ်တဲ့စာအုပ်ဈေးကွက်ကနေဝေသိန်းတဲ့စာအုပ်ဈေးကွက်ဖြစ်သွားတယ်ပေါ့စာအုပ်လောကဆိုတော့ရေတော်ရှိနေအောင်ပါစာပေဆိုလည်းရှိနေအောင်ပါအဲ့လိုပေါ့ဒါပေမဲ့ဟိုကျွန်တော်နိုင်ငံအတိုင်းပြည်အနေနဲ့ဆိုတော့စာဖတ်တာလေဆိုတော့ဟိုအထူးသဖြင့်တော့အထူးသဖြင့်ပေါ့လေစာအုပ်လောကနဲ့ပတ်သက်ပြီးဗာပြောချင်လဲဆိုတော့အခုလိုမျိုးစာရေးဆရာအစ်စ်ဖြစ်တဲ့ပုံပုံမျိုးတွေအဲဝင်ကြီးဖြစ်တဲ့အချိန် ပြန်ဆိုင်ဝင်ကြီးပေါ့နော်ပြန်ဆိုင်ဝင်ကြီးတို့ဒါဆိုင်ဆက်အစစ် NW ကျင်းစာပေနဲ့အင်မတန်ပတ်သက်ခဲ့တဲ့အဲပုံကမျိုးတွေကသမရာတွေအဲလိုနိုင်ငံတော်တိုင်ပင်ခံတွေဖြစ်တဲ့အခြေမျိုးမှာစာပေဒီထက်ဖွင့်ပြအောင်လုပ်ပေးကြပါအောင်ဟိုနိုင်ငံတော်အစစ်နဲ့တွန်းလို့ရပါတယ်အဓိကတော့ကျွန်တော်မြင်တာတစ်ခုပေါ့ကျွန်တော်နိုင်ငံမှာစာပေလောကအနေနဲ့တော့မပြောချင်ပါဘူးဒါပေမဲ့စာကြည့်တဲ့လောကတော့မဖွင့်ပြဘူးတတိယလောကတော့ဖွင့်ပြဖို့ကောင်းတယ်ဟုတ်ကဲ့ဒါကျွန်တော်အင်တာဗျူးလိုက်လိုက်တက်တဲ့နိုင်ငံသတိရအောင်ဖြည့်ပြောပါတယ် Música